တန်းစင်ထူပွေကြီးပြတ်သွားတာကိုဖြိုးဝေကလှုပ်ချမ်းတာဆိုပြီးတော့ online ပေါ်မှာဖြန့်ဝေမှုတွေရှိနေပါတယ်။ဒါကဒီလိုမဟုတ်ပါဘူးဗျ။တန်းစင်ဟာထူပွေကြီးပြတ်သွားပါတယ်။အချောင်းကြီးကတော့မျက်လုံးအာယုံကြောင့်မျက်လုံးအာယုံအစင်မပြေလို့ပေါ့ဗျာ။ခြိခိုက်နိုင်တဲ့အချိန်မှာရှိလို့ one champion ရှိကမထိုးခိုင်းတာ။အမှန်မှဆိုရင် one champion ရှိကလုံးဝဒီပွဲကိုလုံးဝအပြတ်မခံဘူး။ one champion ရှိဟာအောင်လအန်ဆန်ခေအလုံးမြန်မာပြည်သက်တွေကိုထိန်းထားနိုင်မြင့်เนาะတကယ်ကိုမှပြည်သက်အင်အားရှိတဲ့ star fighter တယောက်ရှာပုံတော်ဖွင့်နေတာချပါပြီပြည်သက်ခိုင်မာရရှိထားတဲ့ fighter ကိုခေါ်ယူအခွင့်အရေးရခဲ့ပေမဲ့သူတို့လူချင်းနဲ့ပြည်ရန်နဲ့ကိုက်ညီတဲ့သူမျိုးတော့ခုတည်းထိရသည်ဟန်မတူပါဘူးเนาะမြန်မာ fighter တွေကလည်းတောက်လျှောက်ကိုရှုံးနေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့2025မှာရော one champion ရှိကအခင်းချင်းတစ်ခုယူလာပါတယ် မြန်မာဖိုက်တာတွေထဲမှာအွန်လိုင်းအဆန်လို့တကယ်ကိုထိတ်တန့်ရောက်မဲ့သူမရှိပါမဲ့လေ။နော်မြန်မာဖိုက်တာတွေကိုလုံးဝပွဲဝေးမသွားအောင်စက်တိုက်နေပါနော်။လာစင်လာတိုင်းအပတ်တိုင်းနေပါကိုမြန်မာဖိုက်တာတွေတော့ပွဲဖန်တီးပေးတာပါ။ပထမလေးလာတာကာလဖြတ်တန့်အပြီးမှာမြန်မာဖိုက်တာတွေပွဲချားသွားတယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။အလွန်ဆုံးချားတာမှာတပတ်ဆယ်ရဲ့ပုံစံမျိုးနဲ့ပွဲတွေစက်တိုက်ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ World Championship ကလုံးဝကိုမျှော်လင့်ထားတဲ့စွန်ရဲလေ။ ်ငါပွဲဆက်အနိုင်ရမယ့်စံချိန်ကိုနော်စံချိန်တင်ရမယ့်နေ့မှာပဲဒေါ်လာသသိန်းနဲ့စာချုပ်ရမယ့်နေ့မှာပဲရှုံးသွားခဲ့တယ်။တန်းစင်ကလည်းမျိုးလုံးကိစ္စနဲ့ခုလိုဖြစ်သွားတယ်။ဆိုတော့ one championship နေနဲ့ဘသူ့ကိုနော်တန်းစင်တို့အစားပွဲတည်ပေးရမလဲတတော်လေးကိုစဉ်းစားရခဲ့နေပြီလို့ကြားသိရတယ်။ဒီဖက်မှာလည်းနော်ကလိုမျိုးတန်းစင်ရှုံးတာကကိုဖြိုးဝေကလှုပ်ချမ်းလို့ပါ냐ရည်သားနေကြတာကတော့မဟုတ်ပါဘူးတန်းစင်နဲ့ကိုဖြိုးဝေဟာနှစ်ယောက်စလုံးကပတ်စံကြောင့်အဆင်မပြေတာ ဘူဖြိုးဝေကလည်းတန်းစဉ်ဦးတက်ပေါင်းသုံးကသူ့အသူနော်အိတ်ဆိုင်ပြီးတော့အသက်ကိုကယ်တင်ပေးရတာပါ냐ပရိသတ်တွေစီမနာမီဝင်ယူရယ်နော်အဲ့ဒီတုန်းကဝမ်ချမ်ပီယံရှစ်ကတန်းစဉ်ကိုတနာပြီးတော့ပဆန့်ပေးတာတော့ထက်ဝက်နီးပါးလောက်ကိုဘူဖြိုးဝေကကြားထဲမှာခူးသွားခဲ့တဲ့အကြောင်းကိုကျွန်တော်ကြားရတယ်ဆိုတော့နောက်ပိုင်းမှာတန်းစဉ်ကဘူဖြိုးဝေကပဆန့်စားရတဲ့မှန်ပြီးသွားရယ်တန်းစဉ်ကလည်းပဆန်ကိုလည်းမျောရယ်ပေါ့ဗျာဆိုတော့နှစ်ယောက်စလုံးကပဆန်တွေနဲ့ကြီးပဲဆိုတော့မြန်မာနိုင်ငံမှာဒီလိုပဲဗျာနော်ပဆန်မျက်နှာကြီးပြီပဲ ပတ်စံမျက်နှာကြောင်းပဲအချင်းချင်းညီကိုတွေကလည်းကွဲသွားကြတာဖြစ်တယ်ဆိုတော့ဒါကတော့ဓမ္မတာပဲပြောလို့မပြောချင်တော့ပါဘူးเนาะအခုတော့တန်းစင်ကတတော်လေးကိုစိတ်ဓာတ်ကြားနေကြောင်းသိရပါတယ်ဒီပွဲဟာတန်းစင်အတွက်အင်မတန်မှအရေးကြီးတဲ့ပွဲပါဒီပွဲကိုနိုင်မှသူ့အနေနဲ့ one champion ရှစ်မှာဆက်လက်ဆက်လန်းနိုင်မှာဖြစ်တယ်ဒါမစင်မကောင်းစွာပဲမျိုးလိုက်တဲ့ယောဂါလာတော့မသိဘူးမျိုးလုံးမှာเนาะအယုံကြောအဆင်မပြေဖြစ်ခဲ့ပါတယ်တကယ်လို့လည်းစိတ်မကောင်းပါဘူးဗျာတန်းစင်ဒီထက်မကအောင်မြင်မှုတွေနဲ့အမြန်ဆုံးပြန်လာနိုင်မယ်လို့လည်းယုံကြည်တယ် မြန်ဆုံးကြားမှာပါစေတန်းစီ